ီဆန်လေးရဆိုရင်တော့မန္တလေးမြို့ရဲ့မြို့လေကောင်မှာတည်ရှိရဆိုပေမဲ့ဆိုင်ရဲ့အတွင်းထဲကိုဝင်လိုက်ပြီးဆိုရင်အခုလိုမျိုးတစ်ပင်အရေးအဝါဒါကောင်ကောင်အောင်မှာနေ့လယ်ဘက်တွင်သားမကညနေခင်းနေမှာဆိုရင်လေကိုချီရတဲ့တငယ်ချင်းမိသားစုဝင်နေတူတူအေးဆေးစားသောက်ဖို့တက်ဆိုရင်မတူညီရ vibe ကိုရရှိစေမှာတော့အမှန်ကန်ပါပဲဒီဆိုင်ကဝမ်ပိုးရှင်မီနူရီယာဆိုရင်ဈေးတန်ပြီးတော့ပတ်ဝန်းနဲ့ပိုးရှင်လည်းများတယ်အဲဒါလေးရလည်းတော်တော်လေးစားလို့ကောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးရဆိုရင်တော့မန္တလေးမြို့ရဲ့65လမ်း3435ကျားမှာတည်ရှိနေတဲ့ရွှေဝါအိမ်ဆိုတဲ့စားသောက်ဆိုင်လေး ည်းဖြစ်ပါတယ်။ဆိုင်းရဲဝင်ဝင်ချင်းမကနေကစိမ့်ဆူလန်းဆန်းနေရဲ့တစ်ပင်အကြီးကြီးရှိပြီးတော့ဆိုင်းရဲအတွင်းထဲကဝင်လိုက်ပြီဆိုရင်လည်းနောက်ထပ်တစ်ပင်ပေါင်းများများစွာရဲ့ရိတ်အဝါဒကောင်းကောင်းအောင်မှာဘာတဲတလာလေးနဲ့အေးစိစိထိုင်ပြီးတော့စောတော့နေမှာပဲဖြစ်ပါတယ်။ဒီဇိုင်းလေးရဆိုရင်တော့လေမန္တလေးမြို့ရဲ့မြို့လေကောင်မှတည်ရှိရဆိုပေမဲ့အခုလိုမျိုးတစ်ပင်အရင်အဝါဒကောင်းကောင်းအောင်မှာအေးစိထိုင်စားလို့ရဖြစ်တဲ့အတွက်ကြောင့်မတူညီရ vibe ကိုတော့ရရှိစေမှာတော့အသေးချာပါပဲ။ဒီဇိုင်းရဲ့အခုလိုမျိုးကမ်းမင်းခုံနေရာလေးမှာဆိုရင်လည်းတစ်ပင်လက်လာလေးနဲ့ဓာတ်ဝင်ချင်သူတွေအတွက်ဆိုရင်လည်းလုံးဝခွတ်တီပါ ဒီဆိုင်ကိုရောက်ပြီဆိုရင်တော့လေးမဖြစ်မနေကတော့ဝမ်ဖိုးရှင်းမီနူတွေကိုမာစားကြည့်ပါအခုလိုမျိုးခရစ်စတန်မာခဲ့တဲ့ဝက်ချင်ဆက်သမင်းဖြူလေးဆိုရင်ပိုရှင်တော်တော်လေးများရယ်ပေါ့နော်အတွဲလုံးကမှရှစ်တောင်ချက်ပဲပေးရတယ်နောက်ထပ်သမင်းဖြူလေးတစ်ပွဲထပ်ပြီးတော့မာပြီးတော့နှစ်ယောက်စားမယ်ဆိုရင်တော့တော်လေးကိုတန်နေပေါ့နော်ချက်ပြီးထားတဲ့အရက်တလေးရယ်ဆိုရင်လည်းချင်းချင်းဆက်ဆက်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒီဆိုင်မှာကလေးအခုလိုမျိုး ဝတာဟော့ပလိတ်ဟင်ပွဲတွေဆိုတဲ့နာမည်ကြီးရပါတော့ဝတာဟော့ပလိတ်ကမကပါဘူးချက်သားဟော့ပလိတ်အမေသားဟော့ပလိတ်ကြီးလည်းရတယ်ချက်သားနဲ့ဝတာနဲ့တပွဲကို18000အမေသားနဲ့ရတော့18000ပါအခုလိုမျိုးဟော့ပလိတ်လေးဆိုရင်လေထင်းမင်းဖြူလေးနဲ့တွဲပြီးတော့စားမယ်ဆိုရင်တော်လေးကိုလိုက်ဖက်ပါတယ်ဒါလေးကကျတော့ပေးပြငရုတ်ပွားလေးပဲဖြစ်ပါတယ်ခရစ်စတီးယားပုံမှန်ဆိုရင်လေပေးပြစားလေးမရှိဘူးပေါ့နော်သူတို့ဆိုင်မှာဆိုရင်ပေးပြကိုအပေါ်ရင်သားလေးတင်းနေအောင်ကြိုးပီးထားပြီးပြီးတော့အရက်တာကိုစင့်ဝင်နေအောင်ချက်ပီးထားတဲ့အချက်ကိုတော်တော်လေးကိုသဘောကျပြီးပါတယ်ဟေးဒီကတော့ခရစ်စတီးယားတော့တုံရန်ဟီကိုမှချက်သားလေးနဲ့မှာခဲ့ရေပေါ့နော် သူကစတန်းနဲ့ပွဲတီးဆိုရင်ခုလိုမျိုးတပွဲလုံးကမှတထောင်ခွဲပဲရှိရဲပွဲတီးဆိုရင်တထောင်ပေါ့နော်ဟင်းအင်တာလေးဆိုရင်လည်းမဆိုးတော်တော်လေးတောက်လို့ကောင်းနေမှာကိုပါတယ်တောက်စရာအေးအေးနေနေဆိုရင်လည်းလက်လက်ဆက်ဆက်အသီးဖြိုရရတဲ့အပြင်ဘော်ကီယာတွေလည်းရပါသေးရဲ့နေ့နေ့နေကင်းနေမှာဆိုရင်အစာပြေစားဖို့အတွက်ဆိုရင်လည်းအတော့ဆုံးရရဲ့ပေါ့နော်အဲခုလိုမျိုးမြန်ကိုဒီနဲ့ပတ်သက်တဲ့မီနူတွေဆိုရင်မြန်ကိုဒီလက်ဖက်တုံးနဲ့မြန်ကိုဒီရှမ်းတုံးလေးရသေးရဲ့ဒရင်ဒီအစားထိုးအရသာဖြစ်တဲ့မြန်ကိုဒီလေးရဆိုရင်လက်ဖက်လေးနဲ့တွဲပြီးတော့စားမယ်ဆိုရင်တော်တော်လေးစားလို့ကောင်းတော့ပေါ့နော်အခုလိုမျိုးမြန်ကိုဒီလက်ဖက်တုံးကတော့တပွဲကို3500ပါဒါလေးကချက် တော့မြန်ကိုသီးပဲဒါပေမဲ့သူကရှမ်းတုပ်ပေါ့နော်အာလူလေးတွေရဲ့မြန်ကိုသီးလေးရဲ့ငပိအင်းရဲ့လေးနဲ့တုပ်ပြီးထားတာဒီတုပ်လေးဆိုရင်လေခရစ်စတယ်တစ်ခါမှမစားဘူးလေရတာလေးပေါ့နော်တော်တော်လေးဆောက်လို့ကောင်းနေမှာပါပါတယ်သူလည်းတပွဲကိုတနောင်းကအချက်ဖြစ်ပါတယ်ညာဘက်ရောက်ပြီဆိုရင်လည်းဆိုင်ခင်းမှာကတစ်ပင်လေးတွေဝါးတဲလေးတွေနဲ့မီးလင်းရောင်လေးတွေနဲ့လာပါနေစေဖြစ်တဲ့အတွက်ကြောင့်ဒီဆိုင်လေးကမန္တလေးမြို့မြို့လေကောင်ပါဆိုရင်ကျူးကျားဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်သွားစားကြည့်ရောက်ဝတ်တက်ပြန်ပြီးရွှေဝင်လုပ်လိုက်ပါတယ်